တမင်လာပါဒီဇယ်လန်လေးကဖီလာဒေးမီးယားမြို့မှာစတင်ခဲ့ပြီးတော့နာမည်ကျော်ကလေးစိတ်ပညာရှင်မဲကွန်နဲ့သူစနီးအန်နာတို့ကမဲကွန်ရဲ့အလုပ်ကိုမြို့တော်ဝင်ကအတိအမှတ်ပြုခဲ့တဲ့အတွက်ဂုဏ်ပြုဖို့သူတို့အိမ်မှာဝိုင်တောက်နေကြပါတယ်အန်နာကသူ့ခင်မောင်ရဲ့ပါရမီကိုချီးကျူးထားတဲ့စုစိတ်စာသားကိုဖတ်ပြပြီးတဲ့နောက်မှာသူတို့စနီးမောင်နှံကအချစ်ဇယ်လန်ခင်ဖို့အတွက်အိတ်ခမ်းထဲကိုစော့ကစားရင်းဝင်သွားကြပါတယ်ဒါပေမဲ့အန်နာကဗလင်းပေါက်ကမှန်ကွဲနေတာကိုသတိထားမိသွားပြီးတော့တစုံတစ်ယောက်ကအခမ်းထဲကိုဝင်လာတယ်လို့ထင်သွားကြပါတယ်လူငယ်တယောက်ကကိုယ်တစ်ပိုင်းဝစ်ပလာနဲ့ဆိတ်ရှုပ်ထွေးနေတဲ့ပုံစံနဲ့ရေချိုးခန်းထဲမှာရက်နေတာကိုသူတို့တွေ့လိုက်ပြီလေ မဲကွန်ကအစပိုင်းမှာသူ့ကိုမူရစေဆွဲနေတယ်ဆေးရှာတဲ့တယောက်လိုထင်ခဲ့ပေမဲ့အဲ့လူငယ်က Facing Grey ဆိုတဲ့မဲကွန်ရဲ့လူနာဟောင်းတယောက်ဖြစ်ကြောင်းကိုပြောပြပါတယ်သူကမဲကွန်ကိုသူ့ကိုကူးတပေးဖို့ပြက်ကွက်ခဲ့တယ်ဆိုပြီးဆွဆွဲပြီးတော့သူထပ်မကြောက်ချင်တော့ဘူးဆိုပြီးပြောပြပါတယ်မဲကွန်ကအဲ့လူငယ်လေးကသူ့မိဘတွေကွာရှင်းပြီးတဲ့နောက်မှာစိတ်ကြယောဂါနဲ့အမြင်အာရုံပေါက်မွားတာတွေဖြစ်နေလို့သူကူးတပေးခဲ့တဲ့ကလေးတယောက်ဖြစ်ကြောင်းကိုနောက်ဆုံးမှသိရှိသွားပါတော့တယ် မဲကွန်ကအဲ့လူငယ်လေးကိုစိတ်တည်ငြိမ်အောင်စူးစမ်းပြီးတော့အကူအညီပေးဖို့ကမ်းလှမ်းတဲ့ခါမှာတော့အဲ့လူငယ်လေးကမဲကွန်ရဲ့ဘိုက်ကိုတနက်နဲ့ပြစ်ပြီးသူ့ကိုယ်သူလည်းအဆုံးစီရင်သွားပါတယ်။နောက်ဆောင်ဥရာဒီမှာမဲကွန်ကခုံတန်းရတစ်ခုမှထိုင်နေပြီးတော့ကိုယ်ဆိုတဲ့ကောင်လေးတစ်ယောက်ကိုစောင့်ကြည့်နေပါတယ်။သူကကိုယ့်ရဲ့လူနာမှတ်တမ်းဖိုင်ကိုဖတ်နေတဲ့ချိန်မှာကောင်လေးကလမ်းလျှောက်သွားပါတယ်။မဲကွန်ကလည်းသူ့နောက်ကိုလိုက်သွားပြီးတော့ကောင်လေးကအနီးနားမှာရှိတဲ့ဖခင်ကြောင့်တစ်ခုလေးကိုဝင်သွားပါတော့တယ်။ဖះเจ้าထဲမှာကကိုကသူ့ရဲ့အယုံစစ်သားတွေနဲ့စော်ကစားနေတဲ့ချိန်မှာပဲမေကွန်ကသူ့စီကိုချင်းကက်လာပြီးတော့ကိုကူကိုမိတ်ဆက်ပါတယ်ပြီးတော့ကိုရဲ့ရှေ့မှာထိုင်လိုက်ပါတယ် မဲကွန်ကချင်းစုထားတာရှိပေမဲ့ကိုကပြက်ကွက်ခဲ့တဲ့အကြောင်းကိုပြောပြပါရယ်ကန်ကောင်းစွာနဲ့ပဲမဲကွန်ကကလေးတွေနဲ့အဆင်ပြေပြီးတော့ကိုကိုစိတ်တည်ငြိမ်မှုရအောင်လုပ်ပေးနိုင်ခဲ့ပါရယ်ဒါပေမဲ့သူတို့ရင်းနှီးလာတဲ့ခါမှာတော့ကောင်လေးရဲ့လက်မောင်းကကုတ်ချစ်ရတဲ့အပြည့်ဖြစ်နေတာကိုသတိထားမိသွားပြီလေကိုရဲ့ထူးဆန်းတဲ့ဒဏ်ရာတွေနဲ့တန်တရားလွန်ခဲ့တဲ့အပြုတ်မှုတွေကမဲကွန်ကိုသူမကူညီနိုင်ခဲ့တဲ့ကလေးဗင်းစင်ကိုပြန်ပြီးသတိရသွားစေပါရယ်သူရဲ့ကြာဆုံးမှုကြောင့်စိတ်ဒဏ်ရာရနေတဲ့ဆရာဝန်ကကိုကိုကယ်တင်ပြီးတော့တိတ်ကသူ့အမားတွေကိုပြန်လည်ပေးဆပ်ဖို့တာဝန်ရှိရဆိုပြီးခံစားလိုက်ရပါတယ် ူတို့ထပ်တွေ့ကြမယ်ဆိုပြီးတော့မဲကွန်ကပြောပြတဲ့နောက်မှာတော့ကိုကအဆောက်အုံထဲကနေထွက်သွားပြီးတော့ဖခင်เจ้าကနေပြီးတော့ရုပ်ထုလေးတစ်ခုကိုယူသွားပါတယ်မဲကွန်ကအဲ့ဒီညမှာအိမ်ပြန်နောက်ကျပြီးတော့အန်နာအိပ်ပျော်နေတာကိုတွေ့လိုက်ရပါတယ်သူကမြေအောင်ခန်းထဲကိုသွားပြီးတော့ကိုပြောခဲ့တဲ့စကားစုကိုဘာသာပြန်ဖို့အတွက်သူ့ရဲ့လက်တန်ဖီးတံကိုယူလိုက်ပါတယ်အဲ့ဒီစကားစုရဲ့အထိပယ်ကတော့အနက်ဆိုင်ဆုံးနေရာမှာကိုတော်ဖခင်ထံကျွန်တော်ဆူတောင်းပါကြီးဆိုတဲ့စာသားဖြစ်ပါတယ်နောက်တစ်နေ့မနက်မှာတော့ ကိုရဲ့မိခင်လင်းကအလုတ်သွားဖို့ပြင်ဆင်နေပြီးတော့ကိုကိုចောင်းသွားဖို့ပြင်ဆင်ပေးနေပါတယ်။သူမအခန်းထဲကနေခဏထွက်သွားပြီးတဲ့နောက်မှာအန်ဇွဲတွေနဲ့စင်နေအားလုံးကပွင့်လာပါတယ်။သူ့အမေကထိတ်လန့်သွားတာကိုမြင်တော့ကိုကသူ့မုန်းရှာနေလို့သူဖွင့်ထားတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ ်ပြီးတဲ့နောက်မှာတော့ကိုကသူ့ကိုမုံတီးပြီးတော့အပေါ်ရဟန်ဆောင်ပြီးယင်ကျေးပြနေတယ်သူ့တငယ်ချင်းတော်မီနဲ့အတူသူ့ကြောင်းကိုထွက်သွားပါတယ်ကိုအိမ်မြန်ရောက်လာတဲ့ခါမှာတော့မေကွန်ကလင်းနဲ့အတူအေကန်ထဲမှာထိုင်နေတာကိုတွေ့လိုက်ရပါတယ်လင်းကကိုစီကိုလာပြီးတော့အညာသာမပြင်ခင်သူ့ရဲ့တနေ့တာအကြောင်းကိုမိလိုက်ပါတယ်အဲ့ဒီတော့တွင်မှာမေကွန်ကကိုကိုစကားပြောဖို့ကြိုးစားပေမဲ့သူကစကားပြောချင်စိတ်မရှိပါဘူးဒါကြောင့်မေကွန်ကကိုရဲ့စိတ်ထဲမှာဘာရှိနေလဲဆိုတာကိုခံမှန်းတဲ့ကစားနည်းတစ်ခုကိုကစားပါတယ်သူမှန်တိုင်းကိုကထိုင်ကုန်စီကိုတလန်းချင်းတိုးသွားရပြီးတော့ထိုင်လိုက်ရမှာပါသူမှားသွားရင်တော့ကိုကအခန်းထဲကနေထွက်သွားတဲ့အထိနောက်ကိုဆုတ်သွားနိုင်ပါတယ်မေကွန်က ကိုးနဲ့လင်ကောက်ချင်းပြီးတဲ့နောက်မှာစိတ်ယောဂကုဆရာဝန်စီကိုသွားတာကိုမြင်ဘူးပြီးတော့အဲ့ဒါကသူ့အမေကိုအထောက်အပံ့မဖြစ်ခဲ့လို့မဲကွန်ကလည်းသူ့ကိုကူညီနိုင်မှာမဟုတ်ဘူးလို့ထင်နေကြောင်းခံမှန်းတာကနေစတင်လိုက်ပါတယ်ကိုးကရှေ့ကိုတလန်းတူလာပါတယ်လင်းကသူ့ရဲ့လှိဝတ်ချက်တွေကိုဆရာဝန်ကိုပြောပြခဲ့ပြီးတော့ကိုမှလည်းမဲကွန်ကိုမပြောပြချင်တဲ့လှိဝတ်ချက်တွေရှိနေတယ်ဆိုပြီးတော့မဲကွန်ကခံမှန်းလိုက်တဲ့အခါမှာတော့နောက်ထပ်တလန်းထပ်ပြီးတိုးလာပါသေးတယ် မေကွန်ကကိုယ့်ရဲ့နာရီအကြောင်းနဲ့ကျောင်းမှာကျောင်းသားကောင်းဖြစ်ရခြင်းအကြောင်းကိုမှားယွင်းပြီးခံမှန်းလိုက်တဲ့အခါမှာတော့ကိုကနောက်ကိုနှစ်လန်းဆုတ်သွားပြီးတော့အမှုပညာတန်းချိန်မှာလူတယောက်ဓာတ်ထုတ်ခံရတဲ့ပုံကိုဆွဲခဲ့လို့သူအပြစ်ပေးခံရတဲ့အကြောင်းကိုပြောပြပါတယ်။အခုကိုကလူကြီးတွေကိုထပ်ပြီးစိတ်နှောက်ရှက်မဖြစ်စေချင်လို့တာမန်ပြောရှင်နေတဲ့ပုံတွေပဲဆွဲတော့လဲဆိုပြီးပြောပါတယ်။မထွက်သားခင်မှာကိုကမေကွန်ကလူကောင်းတယောက်ဖြစ်ပေမဲ့သူ့ကိုမကူညီနိုင်ဘူးဆိုပြီးပြောလိုက်ပါတယ်။ အဲ့ညမှာပဲမေကွန်ကသူအန်နာကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့စားတောက်ဆိုင်မှာပဲအန်နာနဲ့ချင်းဆူထားတဲ့နှစ်ပတ်လည်နေ့အတွက်နောက်ကျနေပါတယ်။သူကကိုယ့်ရဲ့အမှုမှာအရန်စိတ်ဝင်စားနေလို့ပါ။ဘာလို့လဲဆိုတော့ဒါကသူ့ကိုဗင်းဆင့်ရဲ့အမှုကိုပြန်ပြီးသတိရစေပြီးတော့ကိုယ့်ကိုကူညီရင်းအားဖြင့်သူ့ကိုသူအပြစ်တင်နေတာကိုခြေဖြတ်ဖို့လိုအပ်တယ်လို့ခံစားရလို့ပါဆိုပြီးပြောပြပါတယ်။အန်နာကတော့စိတ်ဆိုးနေပုံရပြီးတော့မေကွန်ရှိနေတာတောင်အတိမတ်မပြုဘဲနဲ့ ဘေးရှင်းပြီးတော့နှစ်ပတ်လည်နေမှာပျော်ရွှင်ပါစေဆိုပြီးဒေါသတကြီးနဲ့ပြောပြီးထွက်သွားပါတယ်။တနေ့အကြောင်းကအပြန်လဲမှာကိုးနဲ့မေကွန်တို့ကတော်မီနဲ့ကိုးရဲ့အကြောင်းကိုပြောနေကြပါတယ်။ကိုးကသူကြုံတွေ့နေရတဲ့ပြဿနာတွေအကြောင်းသူ့အမေကိုမပြောပြပါဘူး။ဘာလို့လဲဆိုတော့တခြားသူတွေလိုပဲသူ့အမေကသူ့ကိုလူထုလူဆန်တယောက်လိုထင်မှရှောက်နေလို့ပါ။ကိုးရဲ့အိမ်ကိုရောက်တော့မေကွန်ကကိုးကလူထုလူဆန်မဟုတ်ကြောင်းနဲ့တခြားသူတွေသူ့အကြောင်းပြောတာကိုသူမယုံကြည်ကြောင်းကိုပြောပြပါတယ်။သူတို့ရဲ့ကုထုံးဆွေးနွေးပွဲကိုဆက်ပြီးလှုံ့ဆော်ကြပါတယ်။မေကွန်ကကိုးကိုသူ့ရဲ့ကုထုံးဆွေးနွေးပွဲတွေကနေပြီးတော့ဘာတွေရချင်လဲဆိုပြီးစဉ်းစားခိုင်းပါတယ်။ ကိုက तू မဖြစ်ချင်တဲ့အရာတခုဖြစ်နိုင်မလားဆိုပြီးမေးပါတယ်အဲ့ဒါကမကြောက်တော့တာပါပဲတစ်ချိန်တည်းမှာပဲလင်းကအိမ်မှုကိစ္စတွေလုပ်နေတော့ကိုရဲ့ပုံတိုင်းမှာထူးဆန်းတဲ့အလင်းရောင်တခုရှိနေတာကိုသတိထားမိပါတယ်မေကွန်ကအိမ်မှာအလုပ်လုပ်နေတော့မှအန်နာရဲ့စကားဖွင့်တဲ့ကိုကြားလိုက်ရပါတယ်သူမကသူ့ရဲ့လုံခေါ်ကံရဲ့တယောက်နဲ့စကားပြောနေပုံရပြီးတော့သူတို့နဲ့ခရီးတခုသွားဖို့ဖိတ်ခေါ်တာကိုအန်နာကညင်လိုက်ပါတယ်မေကွန်ကအဲ့ဒီလူထွက်သွားတာကိုစောင့်ရင်းနဲ့မြေတိုက်ခန်းပတင်းဘောက်ကနေပြီးချောင်းကြည့်နေပါတယ် ။နောက်ပိုင်းမဲခွန်အိမ်မရောက်တဲ့ခါမှာတော့အန်နာရေချိုးနေတာကိုတွေ့ရပြီးတော့ရေချိုးခန်းထဲကဗီဒီယိုထဲမှာသူမတောင့်နေတဲ့စိတ်ကြရောကဆေးညှို့ကိုလည်းတွေ့လိုက်ရပါတယ်။ចောင်းမှာကိုကိုចောင်းအဆောက်အုံရဲ့တမန်ကြောင့်ကိုမေးတဲ့ခါမှာတော့သူကအရင်ကလူတွေကိုကျိုးဆွချခဲ့တဲ့နေရာဆိုပြီးပြန်ဖြေပါတယ်။သူ့ဆရာကအဲ့ဒါကမှားတယ်ဆိုပြီးပြောပြပါတယ်။ဘာလို့လဲဆိုတော့ဒီအဆောက်အုံကရှေ့နေတွေအပြည့်ရှိနေတယ်တရားရုံးဟောင်းကြီးတစ်ခုဖြစ်နေလို့ပါပဲဒါပေမဲ့ကိုကရှေ့နေတွေကလူတွေကိုဇွဲကြိုးချခဲ့တာဆိုပြီးအခိုင်အမာပြောနေပါတယ်ကိုကတုဆရာတွေနဲ့အတန်းပေါ်တွေကသူ့ကိုကြည့်တဲ့ပုံစံကို တဖြည်းဖြည်းနဲ့မုန်းလိလာပါတယ်။သူကသူ့ဆရာကိုစကားထစ်ပြီးတော့ Stanley လို့ခေါ်ပြီးတော့သူဒီကျောင်းမှာတက်တုန်းကရေဒီယာကောင်းတဲ့ပုံစံနဲ့စကားပြောခဲ့တယ်ဆိုပြီးတော့ဖဲ့လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဆရာကကိုကိုထူးဆန်းတဲ့ကောင်လို့ခေါ်ပြီးတော့ကိုအော်ဟစ်နေတာကိုရပ်ဖို့ပြောလိုက်ပါတယ်။အဲ့ဒီဖြစ်ပြနောက်ပိုင်းမှာတော့မေဂွန်ကကိုစီကျောင်းကိုသွားတွေ့ပြီးမယ်။ကိုကတော့စကားပြောဖို့ငြင်းဆန်နေပါတယ်။ဒါကြောင့်သူကကိုကိုပတ်စံပြားနဲ့ရေဒီယာကောင်းတဲ့မျက်လှည့်တစ်ခုကိုပြလိုက်ပါတယ်။အဲ့ဒါကိုကိုကမှတ်ထားပြီးတော့နောက်ပိုင်းမွေးနေ့ပါတီတစ်ခုမှာသူ့ရဲ့အတန်းပေါ်ကိုပြသလိုက်ပါတယ်။ အဲ့ဒီမှာပဲကိုကအပေါ်တက်ကိုသွားကြည့်ခြင်းစိတ်တွေဖြစ်လာပါတယ်သူကလှေကားတက်တီကိုတက်သွားပြီးတော့လှေဝက်ဆန်းကျတဲ့ခန်းတစ်ခုကိုတွေ့လိုက်ပါတယ်အဲ့ဒီခန်းထဲမှာတယောက်ယောက်ကထွက်သွားခွင့်ပြုဖို့တောင်းပန်နေတဲ့အတန်ကိုလည်းသူကြားရပါတယ်တစ်ချိန်တည်းမှာပဲတော်မီနဲ့မွေးနေကောင်လေးကလည်းကိုကိုတွေ့ပြီးတော့သူ့ကိုအနိုင်ကျင့်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့ကကိုကိုလှေဝက်ဆန်းကျတဲ့ဒီခန်းထဲမှာပိတ်လောင်ထားလိုက်ပါတယ်ကိုရဲ့အကူအညီတောင်းတဲ့အော်ဟစ်တန်ကိုတော့ပါတီပွဲကိုတက်ရောက်နေတဲ့လင်းကကြားပါတယ်သူမကတကားကိုအသေးတန်ဖွင့်ဖို့ကြိုးစားပေမဲ့တကားကဖွင့်ရခက်နေပါတယ်ကိုရဲ့အော်ဒန်တွေတိတ်သွားတဲ့နောက်မှာတော့တကားကရုတ်တရက်ပွင့်သွားပြီးတော့လင်းကသူ့သားကိုအခန်းထဲကနေပြီးခြိထုတ်သွားပါတယ် သူကကိုကိုဆေးရုံကိုခေါ်သွားပေးမယ်ဆရာဝန်ကသူ့မှာရုပ်ပိုင်းဆိုင်ရာဘာပြဿနာမှမရှိဘူးဆိုပြီးပြောပြပါတယ်မဲကွန်ကလည်းအဲ့မှာရှိနေပြီးတော့ဆရာဝန်ကလင်းကိုကိုရဲ့ကိုဘော်ကအမှတ်သားတွေကသူ့မှာကလေးကိုနှိပ်စက်နေတယ်ဆိုတာညွှန်ပြနေတယ်လို့ပြောတာကိုနားထောင်နေပါတယ်နောက်ပိုင်းမှာတော့မဲကွန်ကကိုရဲ့ခံကိုလိုက်လာပါတယ်သူကကလေးကိုနှစ်သိမ့်ဖို့အဲ့ရဝင်ပုံမြင်ပြောပြဖို့စ조사ပေးမယ်ကိုကဒီပုံမြင်မကောင်းဘူးလို့ပြောပြီးတော့မဲကွန်ကို "तू ဘာလို့ဝမ်းနေနေရတာလဲ"ဆိုတဲ့ပုံမြင်ကိုပြောပြဖို့တောင်းဆိုလိုက်ပါတယ် နောက်ပိုင်းမှာမေကွန်ကဗင်းစင်နဲ့ဖြစ်ခဲ့တဲ့ဖြစ်ပျက်ကြောင်းနဲ့ဗင်းစင်နဲ့တူလုံးနဲ့ကိုကိုသူဘာလို့ကူညီချင်ရတာလဲအဲ့လိုလှုပ်ချင်းကအန်နာနဲ့သူ့ရဲ့ဆက်ဆံရေးကိုဘလို့ဆိုးရွားစေသလဲဆိုတာကိုပြောပြခဲ့ပါတယ်ဒီပုံပြင်ကြောင့်မေကွန်ကကိုရဲ့ယုံကြည်မှုကိုရရှိပြီးတော့ကိုကသူ့ရဲ့လျှို့ဝှက်ချက်တွေကိုမေကွန်ကိုပြောပြချင်လာပါတယ်သူကတိတ်ဆုံးပြီးသားလူတွေကိုအချိန်တိုင်းနေရာတိုင်းမှာမြင်တွေ့နေရပြီးတော့သူတို့ကတိတ်ဆုံးပြီးသားမှမသိဘဲနဲ့ရှောက်သွားနေကြတယ်လို့ပဲဆိုပြီးပြောပြပါတယ် မဲကွန်ကကိုယ့်ရဲ့လျှို့ဝှက်ချက်ကိုဘယ်သူမှမပြောဘူးလို့ဂရီပေးပြီးတော့ထွက်သွားပါတော့တယ်သူ့ရဲ့အလဲပတ်ပြီးတဲ့နောက်မှာတော့မဲကွန်ကကိုမှစိတ်ကစဉ်ကလေးအားယောဂကြောင့်အမင်းအာယုံထင်းအောင်ထင်မှားဖြစ်မှုတွေရှိနေတယ်ဆိုပြီးတွေးထင်ခဲ့ပါတယ်နောက်ပိုင်းမှာလင်းကကိုကိုအိမ်မြန်ခေါ်လာပြီးတော့အိယာထဲမှာထည့်သိလိုက်တဲ့ချိန်မှာပဲသူ့ရဲ့နောက်ကျောကအမာရုပ်တွေကိုတွေ့သွားပြီးတော့မွေးနေ့ကောင်လေးရဲ့အမေစီကိုဖုံးဆက်ပြီးတော့သူ့သားကိုကိုနဲ့ဝေးဝေးနေခိုင်းဖို့ပြောလိုက်ပါတယ်တကောင်ရံမှာတော့ကိုကအိမ်သာသွားဖို့နိုးလာတဲ့ချိန်မှာအပူချိန်ကရုတ်တရက်ကြာဆင်းသွားပါတယ်သူကတစုံတစ်ယောက်ကမိဖို့ကြောင့်ပဲကိုလျှောက်သွားနေတဲ့အရေးကိုမြင်လိုက်ရပါတယ် သူသွားပြီးကြည့်လိုက်တဲ့အခါမှာတော့လက်ကောက်ဝတ်တွေမှာဒဏ်ရာများစွာနဲ့ဒေါသထွက်နေတဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်ရပြီးတော့သူကကြောက်လန့်ပြီးခန်းထဲကိုပြန်ပြေးသွားပါတယ်ပြီးတော့ကိုကတရေတွေရန်ကနေကာကွယ်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ခိုးယူထားတဲ့ဘာသာရေးရုပ်ထုတွေအပြည့်နဲ့သူဆောက်ထားတဲ့ခန်းထဲလေးအောက်မှာပုံနေခဲ့ပါတယ်တနေ့မှာတော့မေကွန်ကကိုပါဝင်တရုပ်ဆောင်နဲ့ကြောင်းပြားစက်တစ်ခုကိုကြည့်ရှုနေရပါတယ်အဲ့ဒီနောက်မှာသူတို့ကကြောင်းစင်းရှန်တစ်လျှောက်လမ်းလျှောက်လာတဲ့အချိန်မှာကိုကဇွဲကြိုးချခံထားရတဲ့လူ၃ယောက်ကိုမြင်လိုက်ပါတယ် ကိုကကြောက်လန့်ပြီးငြိမ်သက်နေတာကိုမြင်လိုက်ရတော့မဲခွန်ကရက်ပြီးတော့တခုခုမြင်လို့လားဆိုပြီးမေးလိုက်ပါတယ်အဲ့ဒါနဲ့ကိုကတရေတွေဒေါသထွက်လာတဲ့ခါမှာအပူချိန်ကြဆင်းစေတယ်လို့ပြောပြပြီးတော့သူတို့ထွက်သွားအောင်လှုပ်ပေးဖို့မဲခွန်ကိုတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့မဲခွန်ကအန်နာသူ့လှုပ်ဖို့ကံပဲနဲ့ရင်းနှီးနှီးနေတာကိုမြင်လိုက်ရပြီးတဲ့နောက်မှာတော့ကိုရဲ့ကိစ္စကိုဆက်မလုပ်တော့ဘဲနဲ့သူ့ကိုတခြားဆရာဝန်စီလွှဲပြောင်းပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ် ကိုကမဲကွန်ကိုလက်မလျှော့ဖို့နဲ့သူ့ကိုကြာဆုံးအောင်မလုပ်ဖို့ပြောပြီးတော့မဲကွန်ကသာသူ့ကိုကူညီနိုင်တဲ့တဦးသီးသောသူလို့သူထင်ကြောင်းကိုပြောပြပါရတယ်။ကိုကမဲကွန်ကိုသူတရေမြင်နိုင်တယ်ဆိုတာယုံကြည်ပေးဖို့လည်းတိုက်တွန်းခဲ့ပြီးတော့အချောင်းကမဲကွန်ကသူ့ကိုမယုံကြည်ရင်သူ့ကိုကူညီမှာမဟုတ်လို့ပါပဲ။အမှန်တရားကိုရှာဖွေနေတဲ့မဲကွန်ကဗင်းစင်နဲ့သူ့ရဲ့တွေးဆမှုတွေကိုအတန်သွင်းထားတဲ့အခွေဟောင်းတွေကိုပြန်ပြီးနားထောင်ခဲ့ပါရတယ်။ဗင်းစင်အခန်းထဲမှာတယောက်တည်းကြံ့နေတဲ့အပိုင်းတစ်ခုကိုသူနားထောင်ပြီးတဲ့နောက်မှာတော့မဲကွန်ကအတန်ကိုအခြေဆုံးထိဖွင့်လိုက်တဲ့အခါမှာတရေတွေစကားပြောနေတာကိုအမှန်တကယ်ကြားလိုက်ရပါလာတယ်။ မေကွန်ကအခုဆိုရင်ဗင်းစင်ရောကိုးပါတရေမြင်နိုင်နေဆိုတဲ့အမှန်တရားကိုပြောနေကြတယ်ဆိုတာယုံကြည်သွားပါပြီ။သူယုံကြည်ပြီးတဲ့နောက်မှာတော့ကိုးကိုတွေ့ဖို့အတွက်ဖခင်เจ้าကိုပြန်လာခဲ့ပါတယ်။သူကကိုးကိုတရေတွေသူ့ကိုစကားပြောတဲ့ခါမှာဘာလို့ရှင်နေလို့ထင်တယ်လဲလို့မေးပြီးတော့သူတို့ကအကူအညီတောင်းတာဖြစ်နိုင်ကြောင်းကိုအကြံပြုခဲ့ပါတယ်။မေကွန်ကကိုယ်အနေနဲ့တရေတွေဘာလို့ရှင်နေဆိုတာကိုနားထောင်ပြီးတော့သူတို့ကိုအကူအညီပေးတဲ့နေဒါမှသူတို့ထွက်သွားလိမ့်မယ်ဆိုပြီးအဆိုပြုခဲ့ပါတယ်။ ဲ့ဒီညမှာတော့ကိုကနောက်ထပ်ပူချိန်ကြဆင်းမှုတစ်ခုကိုခံစားလိုက်ရပြီးတော့သူ့ရဲ့ခံတန်းငယ်လေးထဲမှာပဲပုံနေလိုက်ပါတယ်။ဒါပေမဲ့အထဲမှာသူကအန်နေတဲ့တရေမင်္ဂလေးတယောက်ကိုမြင်လိုက်ရပါတယ်။သူကခန္ဓာကနေပြေးထွက်သွားပြီးမဲ့နောက်မှာတော့သူမကိုပြန်ပြီးရင်ဆိုင်ဖို့တော့တက်တည်မှုလိုက်ပါတယ်။မင်္ဂလေးရဲ့နာမည်ကကိုင်ယာဖြစ်ပြီးတော့ကိုကသူမကိုသူ့ကိုဘာလို့ဆေးချင်တာလဲဆိုတာကိုပြောပြခိုင်းလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ကိုုန်းနဲ့မေကွန်ကဇာပနာတခုကိုရောက်လာပြီးတော့အဲ့ဒါကမသိဆုံးခင်မှာနှစ်နှစ်ကျော်ကြာနေမကောင်းဖြစ်ခဲ့တဲ့ကာယာရဲ့ဇာပနာဖြစ်နေပါတယ် ူကအပေါ်ထက်ကသူမရဲ့ခန်းစီကိုတက်သွားပြီးတော့သူမကိုအိယာအောက်မှာထပ်ထွေလိုက်ပြန်ပါလေသူမကတတတတလေးတလုံးကိုကိုးစီကိုတွန်းပို့လိုက်ပါတယ်သူကတတကိုအောက်ထက်ကိုယူလာပြီးတော့ကာယရဲ့ဖေကိုပေးပြီးတော့သူမကဒါကိုသူ့ကိုပေးစေချင်တယ်ဆိုပြီးပြောပြပါတယ်ကာယာရဲ့အဖေကတစ်တာကိုဖွင့်လိုက်တဲ့ချိန်မှာပဲတိတ်ခွေတစ်ခုကိုတွေးလိုက်ပါတယ်။သူကတခြားတဲ့တွေနဲ့အတူတူအဲ့ဒါကိုကြိလိုက်ပါတယ်။တိတ်ခွေထဲမှာကာယာရဲ့အမေကသူမကိုအတွက်အစားအသောက်တွေယူလာပေးတာကိုပြထားပေးမယ်။သူမကသူ့သမီးရဲ့အစားအသောက်ထဲမှာ တန်းစင်စည်းရည်တွေကိုထည့်ပြီးတော့သူသမီးအရင်းကိုတဖြည်းဖြည်းစိတ်ခတ်နေကြတာဖြစ်ပါတယ်ဒီဖော်ထုတ်မှုကြောင့်ကာယာရဲ့အဖေကသူစနီးကိုဒေါသထွက်လာခဲ့ပါတော့တယ်အပြင်မှာတော့ကာယာရဲ့ညီမလေးကိုဒီလိုမျိုးဆိုးရွားတဲ့ကံညီမမျိုးသူ့ညီမလေးပေါ်မှာမကြရအောင်ကာဝယ်ဖို့ကာယာကကိုယ့်ရဲ့အကူအညီကိုလိုချင်တယ်လို့ပြောပြနေပါတယ်ဇာပနာပြီးမှာတော့ကိုက ကျောင်းပြဆက်အတွက်သူ့ရဲ့ဆက်ရုပ်ကိုပြင်ဆင်ရမှာကုညီပေးနေတယ်။ကျောင်းရဲ့ပြဆက်ရုပ်တွေကတရေတကောင်နဲ့စကားပြောတာလည်းအေးအေးဆေးဆေးဖြစ်လာပါပြီ။သူကဘရင်အာသာရဲ့ဆက်ရုပ်ကိုဂုံယူစွာတရုတ်ဆောင်ရင်းနဲ့သူ့ကိုယ်သူပို့ပြီးယုံကြည်မှုရှိလာတဲ့ပုံပေါက်နေပါတယ်။ပြဆက်ကိုကြည့်နေတယ်။မဲကွန်ကကိုယ့်ရဲ့တရုတ်ဆောင်မှုတွေကိုအားပေးပြီးတော့နောက်ပိုင်းမှာသူ့ကိုဂုံယူခဲ့ပါတယ်။ကိုကသူ့ပြဿနာတွေကိုဖြေရှင်းပြီးသွားပြီဖြစ်လို့တယောက်နဲ့တယောက်ထပ်တွေ့ကြရမှာမဟုတ်ဘူးဆိုတာသဘောပေါက်လိုက်ပါတယ်။ဒါကသူတို့ကိုဝန်းနေစီတာကြောင့်မလို့လမ်းမခွဲခင်မနှက်ပြတ်ထပ်တွေ့ကြအောင်မယ်ဆိုပြီးတော့ဟန်ဆောင်ပြီးနှုတ်ဆက်လိုက်ကြပါတယ်။ကိုကမဲကွန်ကိုသူစနီးသူစကားကိုကောက်ကောက်မုံမုံနားထောင်စေခြင်းနဲ့ဆိုရင်သူမအိပ်ပျော်နေတဲ့အချိန်မှာစကားပြောနေတယ် သူမသိတောင်သိမှာမဟုတ်ဘူးဆိုပြီးပြောခဲ့ပါတယ်လူကြီးမင်းတို့လည်းစမ်းကြည့်ကြပါပြောဆက်ကနေပြီးတော့အိမ်ပြန်လမ်းမှာကိုးနဲ့လင်းကသူတို့ရဲ့ရှေ့မှာမတော်ဆမှုတစ်ခုကြောင့်ရင်ကျော်ပိတ်ဆို့နေပါတယ်ကိုကရှေ့မှာမတော်ဆမှုဖြစ်ခဲ့ပြီးတော့အမျိုးသမီးတယောက်အပြက်စီးထဲမှာတည်ဆုံသွားတဲ့ကြောင်ပြောရင်းနဲ့သူ့ရဲ့လှေဝှက်ချက်ကိုသူ့အမေကိုထုတ်ပြောဖို့အသင့်ဖြစ်ပြီဆိုပြီးတော့လင်းကိုပြောလိုက်ပါတယ်။သူမကအဲ့ဒါကိုဘယ်လိုသိလဲလို့မေးလိုက်တော့ကိုကအဲ့ဒီအမျိုးသမီးသူ့ဘေးကာဗနင်ဘောက်မှာရက်နေတယ်ဆိုတာကိုပြောလိုက်ပါတယ်။ သူကဝိညာဉ်နေသူ့ကိုစကားပြောပြီးတော့သူတို့ကိုသူကတွေ့လိုက်တဲ့အခါမှာအကူအညီတောင်းကြတယ်ဆိုပြီးပြောလိုက်ပါတယ်။ဒါကလင်းကိုထိတ်လန့်စေပေမဲ့ကိုကအဖွားကနှုတ်ဆက်တယ်ဆိုပြီးအတိပေးလိုက်တဲ့အချိန်မှာအခြေအနေတွေကပိုလို့တောင်ဆိုးွားလာပါတော့တယ်။ကိုကသူ့ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့အဖွားကသူ့စီကိုခဏခဏလာလေလေးရှိရဲဆိုပြီးဆက်ပြောပြီးတော့လင်းနဲ့သူ့အမေသာတိနိုင်တဲ့တချို့အချက်လက်တွေကိုပြောပြပါတယ်။ ကိုကလင်းငယ်ငယ်တုန်းကသူ့အမေနဲ့ရန်ဖြစ်ခဲ့ပြီးတော့သူ့အမေကသူ့ရဲ့အကဖျော်ဝေဝဲကိုမလာဘူးလို့ထင်နေပေမဲ့တကယ်ကတော့လာခဲ့ပါတယ်။သူမှမမြင်အောင်အနောက်မှာပုန်းနေခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြပါရတယ်။သူကလင်းသူ့အမေရဲ့တင်ချိုင်းကိုသွားတိုင်းမေးတဲ့မေကွန်းရဲ့အဖြေကိုလည်းပေးခဲ့ပါရတယ်။မေကွန်းအိမ်ပြန်ရောက်လာတဲ့အခါမှာတော့သူဇနီးက TV ရှေ့မှာငိုက်နေတာကိုတွေ့လိုက်ပါရတယ်။သူကကိုယ့်ရဲ့အကြံဉာဏ်တိုင်းလိုက်နာပြီးတော့သူတို့ရဲ့မင်္ဂလာဆောင်ဗီဒီယိုကိုကြည့်နေရင်းနဲ့အန်နာအိပ်ပျော်သွားပြီးတဲ့နောက်မှာတော့သူမကိုစကားပြောခဲ့ပါရတယ်။ အန်နာကငိုက်နေရင်းနဲ့ပဲရှင်ဂျမားကိုဘာလို့ထားသွားခဲ့ရလဲဆိုပြီးပြန်ပြောလိုက်ပါတယ်အန်နာရဲ့လက်ထဲကနေလက်ထက်လက်ဆွတ်တကွင်ကျမ်းမြေမော်ကိုပြုတ်ကျသွားပါတယ်မဲကွန်ကအန်နာသူ့လက်ဆွတ်ကိုဝှထားဆဲဖြစ်တာသတိထားမိသွားတဲ့အချိန်မှာသူ့ရဲ့လက်ထက်လက်ဆွတ်ပြောင်းနေမှန်းကိုလည်းရုတ်တရက်သဘောပေါက်သွားပါတယ်သူကသူ့မှာဝှထားတယ်လို့ထင်ခဲ့ပေမဲ့သူ့ဇနီးကတောက်လျှောက်တာကိုတင်ထားခဲ့တာဖြစ်ပါတယ်ထိလန့်တကြားနဲ့မဲကွန်ကကိုသူ့ကိုပြောခဲ့တယ်တေဆုံးပြီးမှမသိသေးတဲ့တေဆုံးပြီးသားလူတွေကိုသူမြင်ရတယ်ဆိုတဲ့စကားကိုပြန်မှတ်ရလိုက်ပါတယ်အခုသူကအမှန်တရားကိုသိသွားပြီဖြစ်လို့ဘေးစင်ပြစ်လိုက်တဲ့ကြည်စံကြောင့်သူ့အင်ကြီးပေါ်မှာသွေးဆိုးနေတဲ့အကွက်ကြီးတစ်ခုကိုသူမြင်လိုက်ရပါတယ် ဲ့ဒါနဲ့ထိတ်လန့်လာတဲ့အမြအခန်းကပိုအေးလာပြီးတော့အန်နာသက်ရှူတာကလည်းအခိုးငွေတွေပါထွက်လာပါတယ် အခုမှပဲအန်နာကသူ့ကိုဘာလို့အေးဆက်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 နေသလဲဆိုတာပို့ပြီးတော့အဓိပ္ပာယ်ရှိလာပါတော့လေမဲကွန်ကအရေးကြီးတဲ့အကြောင်းအရာတစ်ခုကြောင့်တမလွန်ကိုမကူးပြောင်းနိုင်ခဲ့တာဖြစ်ပါတယ်ဗင်းစင်ကိုစိတ်ပြည့်အောင်လုပ်ခဲ့တာနဲ့သူဇနီးကိုသူ့အလုပ်ကသူမထက်ပို့ပြီးအရေးကြီးတယ်လို့ခံစားစေခဲ့တာလို့ဖြစ်ပါတယ်သူကအိပ်ပျော်နေတဲ့ဇနီးဘေးမှာထိုင်ပြီးတော့သူမသူ့ဘဝမှာဘယ်တော့မှဒုတိယမဟုတ်ခဲ့ဘူးသူသူမကိုချစ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်အန်နာကလည်းအိပ်ပျော်နေပြီမဲ့ဒီစကားကိုကြားခဲ့ပြီးတော့ဒါကမဲကွန်ကိုနောက်ဆုံးမှာတမလွန်ကိုကူးပြောင်းသွားနိုင်ဖို့အတွက်လိုအပ်တဲ့ငြိမ်းချမ်းမှုနဲ့တက်သည့်ကိုပေးခဲ့ပါတယ် ရုပ်ရှင်အဆုံးသတ်မှာတော့မဲခွန်ကသူဇနီးကိုနှုတ်ဆက်ပြီးတော့အဆုံးသတ်သွားပါတယ်ဟုတ်ကဲ့ဒီလိုမျိုးဇလံကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပြီးမှာမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားပေးပါဦးခင်ဗျာ